စားချစ်သူအားလုံးပဲမင်္ဂလာပါဒီနေ့မှဆိုရင်တော့ကျွန်တော်တို့ရဲ့ channel မှာပရလောကဇလံကောင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်ဇလံလေးကတော့စိုင်းဆရာမောင်မိုင်းညိုချောင်းရေးသားထားတဲ့ဖြစ်ရမှန်ဇလံလေးတစ်ပုဒ်ကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာမောင်ကြီးတယောက်ကားမောင်းလို့ဆုံးမိတဲ့ကြားရတဲ့တဲ့ရင်ကြောင့် ကိုတင်ဝင်းကစိတ်မချမ်းမသာဖြစ်ရပါတယ်။မွေလမ်းမဆရာကမွေကြိုက်ပြီးတည်သလို လေထိုးသားကရင်နစ်ပြီးတည်ရသလိုမျိုးကားကိုမျက်စိမိတ်မောင်းနိုင်ပါလေဆိုတဲ့ကားသမားတွေကလည်းကားနဲ့ပဲတည်ရတာပါပဲ။ဒါသောဘောကပြားရည်ဇက်ကိုရက်နေရတယ်ဘောက။စောင်းဝနေရေးအတွက်အသက်နဲ့ရင်ပြီးလှုပ်ရှားနေရတဲ့ကားသမားဘောကကိုကိုတင်ဝင်းကကြောက်ကြောက်လာပါတယ်။လန့်လဲလန့်လာတယ် တခုတော့ပြောရရှိပါတယ်မော်ကြီးကရမကလူတယ်အရက်နဲ့ကားသမားဆိုတာကပ္ပရန်ဒီပဲဓမ္မတော်ကအင်းဝရာစားလို့ပေါ့မော်ကြီးကရတမားမှာတကယ့်ကိုဝါရဲ့ရတမားမူးရင်မမောင်းနဲ့မောင်းရင်မမူးနဲ့ဆိုတဲ့ဇာတ်ကားနဲ့ပတ်သက်ပြီးမော်ကြီးပြောနေကြဇာတ်ကောင်ရှိပါတယ်မူးနေမှာကားကမောင်းလို့ကောင်းတာကွာအန်နေကင်းနေမတော်သေးဘဲမောင်းလို့ရှိရင်တော့ခြေလက်တွေတုံပြီးခေါင်းတွေနောက်လာတယ် ကားမောင်းရမကောင်းတော့ဘူးအဲ့မှာအန်ဒီရရှိလာတာပဲငါတော့မောင်းရင်မူးမှမူးရင်မောင်းမှာပဲတဲ့လူစီစီကားကားရှိတဲ့နေရာတွေမှာအတန်ကျယ်ကြီးနေပြောတာပါသေးတယ်ငါကအသက်နဲ့လူလောက်တာမဟုတ်ဘူးအရက်နဲ့လူလောက်တာတဲ့အရသမားဖြစ်တာဘယ်သူ့မှာဂုံယူစရာလို့အောက်မေ့နေပါတယ်ဝါရဲ့အရသမားဆိုတာကအရက်နဲ့မျက်နှာတက်တဲ့သူကိုပြောတာပါ မျက်နာမတည့်ရသေးခင်မှာအရက်အရင်တောက်တဲ့လူပေါ့အဲ့ဒီအဆင်ကိုရောက်သွားရင်တော့သုံးမလို့မရတော့ဘူးအရက်သာမိအရက်သာအဖဖြစ်သွားပြီမော်ကြီးလည်းအဲ့တိုင်းပဲမိဘကဘာပဲပြောပြောဇနီးမယားကသားသမီးသားကဘာပဲပြောပြောဂယုမဆိုင်တော့ပါဘူးငါစကားနွားရဆင်ချင်ဆင်လက်တွေကအမျိုးမျိုးဖုံဖုံသူ့မှာရှိတတ်ပါတယ်နောက်ဆုံးပြောမရတဲ့ခါဘယ်သူမှမပြောတော့ဘူးဒီလိုနဲ့ မော်ကြီးရဲ့ရက်တောက်တာဟာစိုးတဲ့စိုးလာခဲ့ပါတယ်။အခုတော့ကားမောက်လို့တေးရပြီ။တရင်ကြကြချင်းမှာကိုတင်ဝင်းကမော်ကြီးငူသွားတယ်။အကျိုးအကြောင်းမေးလိုက်တယ်။ဖြစ်တာက မနေ့ညကဖြစ်တာတဲ့။ထုံစံအတိုင်းမော်ကြီးရဲ့ရက်တောက်ထားတယ်။ရန်ကုန်ဝင်ကြတော့ကားကဘေးကိုဆွဲသွားပြီးလမ်းဘေးကုတ်ကုတ်ဘင်းကိုဝင်တိုက်လိုက်တာတဲ့။မောင်းလာတဲ့အရှင်ကလည်းပြင်းကားကောင်းတစ်ခုလုံးကကျေမွသွားတယ်။မော်ကြီးကလည်း နေရာမှာတင်ပွဲချင်းပြီးတည်ခဲ့တာပဲစပရားတော့ကန်ကောင်းခဲ့ပြီးအ내အချင်းမဲ့ဒဏ်ရာရတာတဲ့မော်ကြီးရဲ့မိမနဲ့သားသမီးတွေကငိုနေကြပါလေနောက်ပြီးဆွေမျိုးတွေနဲ့အတူရန်ကုန်လိုက်သွားဖို့စီစဉ်နေကြတာပေါ့ကိုတင်ဝင်းရဲ့မော်ကြီးကကားသမားချင်းတူတလို့တရက်ကွက်ထဲသားချင်းလည်းဖြစ်ပါတယ်မော်လမြိုင်မှာမွေးမော်လမြိုင်မှာပဲကြီးလာတဲ့သူလည်းဟုတ်တယ်အလဲတန်းတင်စီကိုလည်းတကြောင်နဲ့ တခန့်နဲ့နေခဲ့တဲ့တငယ်ချင်းတွေပါတကယ်လူရင်းတွေပေါ့ဒါကြောင့်ကိုတင်ဝင်းကမော်ကြီးရဲ့နောက်ဆုံးခီးကိုလိုက်ပို့ကြပါတယ်တသက်လုံး꽌ပြောက်သွားတော့မယ်မော်ကြီးရဲ့မျက်နှာကိုလည်းမြင်ငွေ့ရတော့မြင်လိုက်ချင်ပါသေးတယ်စိတ်ကသာရှိတာပါတကယ်တမ်းကျတော့သူလိုက်လို့မဖြစ်ဘူးမလိုက်နိုင်ဘူးသူကဒီနေ့မှပဲကုံရတာမနေ့ကတပတ်ခါကုံတင်ဖို့လောက်ရပါအောင်မယ်ကုံတင်ပြီးမှရန်ကုန်သွားရမယ် ရန်ကုန်ရောက်တော့လေဘရင်တော်ဝင်းထဲမှာကုန်ချဖို့အလဲဆောင်အောင်မယ်။ဒါကြောင့်မော်ကြီးမိမကိုအကျိုးချောင်းရှင်းပြတောင်းပန်ပြီးကုငွေကိုတခါတည်းထည့်ပေးလိုက်ပါတယ်။သူတို့စကားပြောနေလို့မှာပဲမော်ကြီးအုံနာရဲ့ကားကရောက်လာပါတယ်။ရန်ကုန်သွားဖို့အစင်းသင့်ပြင်ထားတဲ့ပစ္စည်းပစ္စည်းအရီအဝတ်စားအိတ်တွေကိုကားပေါ်တင်ကြတယ်။ကိုတင်ဝင်းလည်းနှုတ်ဆက်ပြီးတော့ပြန်လာခဲ့ပါတယ်။သူစိတ်ထဲမှာတော့မော်ကြီး ငါတငယ်ချင်းကောင်းရမောရရောက်ပါစေလို့ဆုတောင်းပေးနေမိပါတယ်ကိုတဝင်းကဒရိုက်ဘာထိုင်ကုန်မှာထိုင်လိုက်ပါတယ်ဒရိုက်ဘာထိုင်ကုန်ကိုထိုင်လိုက်တာနဲ့တပြိုင်တည်းဖရာတရားတန်ကအမိဖာဆရာသမားတွေကိုယူမှန်ပြီးကတော့လိုက်ပါတယ်ပွာလန်တာလို့လာလန်းဖြောင်းပါစေအန်ရကင်းဘေးရှင်အောင်တမ္မာဒီဝနှကောင်းနှမြတ်နှပ်ပေါင်းတို့ကဆောက်ရှောက်ပေးကြပါလို့ဆုတောင်းပါတယ်ဒီလိုပြုမြဲတဲ့လုပ်ကို မမေ့မလျော့လုတ်ပြီးပြီဆိုမှစီယာတိုင်းကိုစကိုင်းတယ်ခရီးစဉ်ကိုစတယ်မောကြီးဆုံးတဲ့နေ့ကသူ့ကားကုန်တင်ရမှဆိုတော့ရန်ကုန်ကိုမလိုက်ဖြစ်ခဲ့ပါဘူးမောကြီးရတဲ့တန်းတကြက်တည်းကအရန်ဆိုးတယ်တဲ့ဒါကြောင့်လောင်းကိုပြန်မတော်တော့ပဲရန်ကုန်မှာပဲမိတကြိုမယ်တဲ့မနေ့ကကားထွက်ရရင်တော့မော်ကြီးရဲ့အလောင်းကိုသူမြင်ခွင့်ရပါအောင်မယ်။နောက်ဆုံးခီးကိုလည်းလိုက်ပါပို့ဆောင်ခွင့်ရမှာပေါ့။ဖြစ်ချင်တော့သူက ဒီနေ့နေ့လယ်မှာရန်ကုန်ထွက်ရမှာဖြစ်ပါတယ်။မိုးကြီးရဲ့လောင်းကလည်းဒီနေ့ညနေပိုင်းမှာပဲတကြိုမဲတဲ့။သူ့အနေနဲ့ဘလို့မှတကြိုမမီတော့ဘူးဆိုတာတွေးပြီးကိုတင်ဝင်းကစိတ်မကောင်းပါဘူး။နောက်ဆုံးတော့လေအချိန်နေရမှာမပြီးတာမတက်နိုင်ဘူးလေဆိုပြီးစိတ်ကိုလျှော့ချထားလိုက်ရပါတယ်။ဒီတော့မှစိတ်ကတက်တက်တာတာဖြစ်သွားတယ်။တကြိုပြီးတဲ့အခါအုံနာကားနဲ့ချက်ချင်းပြန်လာကြမှာဆိုတော့သူ့ကားနဲ့လမ်းမှာတွေ့ဆုံနိုင်တာကြောင့် ညနေစင်းဆိုင်ကလာတဲ့ကားတွေကိုဂယူးဆိုင်ကြည်လာခဲ့ပါတယ်။ဒါပေမဲ့မောင်ရီတန်းတဲ့အထိမတွေ့ရဘူး။ဖြစ်နိုင်တာကတော့ညနေစာကိုလမ်းဟာဆိုင်မှာဝင်စားတယ်။စားပြီးတော့ကားလမ်းဘေးအစ်တပင်ရိပ်မှာခဏပြုတ်အိတ်လိုက်မိတယ်။အဲ့ဒီချိန်မှာဖြတ်ကျော်သွားတာဖြစ်မယ်လို့တွေးမိပါတယ်။ကိုတင်ဝင်းကကားကိုဂယူးဆိုင်မောင်းလာခဲ့တယ်။နိုင်လက်တန်နေနဲ့ပြိုင်မောင်းပြီးတမျိုးပြီးတမျိုးဖြတ်တန်းလာခဲ့ပါတယ်။ ည7:00နာရီလောက်မှာတော့ဖျားကြီးကိုရောက်လာခဲ့တာပေါ့ညနေစာထမင်းစားများလာကြောင်းလားဒါမှမဟုတ်မုံကြီးအကြောင်းဟိုဒီဒီစဉ်းစားတွေးတောင်းရင်းစိတ်ဖီအားများခဲ့တာလေကြောင်းလားလို့သူ တွေးမိနေပါလေခေါင်းကနည်းနည်းအောင်ပြီး မျက်ခွန်နေလဲလေးနေတယ်ကိုတဝင်းကမီးလင်းအောင်ကောင်းတဲ့လက်ဖက်ဆိုင်ရှိမှရက်လိုက်ပါတယ်မျက်စိကြည်အောင်လက်ဖက်ကြီးကြကြတစ်ခွက်ကိုတောက်လိုက်တယ်စပြာကောင်လေးကကားဘိန်းတွေကိုတုံးတုံးထူ လေးပေါင်ပြည့်မပြည့်စမ်းနေချိန်မှာသူက900တပူဝယ်လိုက်ပါတယ်။900 200ကိုတပြိုင်ငက်ထည့်ပြီးတော့ဝါလိုက်တယ်။ကတ်တရလမ်းပေါ်မှာ10မိနစ်လောက်ခောက်တုတ်ခောက်ပြန်လမ်းလျှောက်လိုက်ပါတယ်။စိတ်တွေလန်းလန်းဆန်းဆန်းဖြစ်ပြီးအိတ်ချင်စိတ်ပြောက်မှကားကိုဆက်မောင်းလာခဲ့တာပေါ့။လက်စမီးရောင်နဲ့လင်းထိန်နေတဲ့ပကိုးမျိုးကိုကြော်လာခဲ့ပါပြီ။ရှေ့တိုးဂိတ်ကိုကြော်လာနေရန်ကုန်နယ်နိမိတ်ထဲကိုဝင်တော့မယ်။ သူကားကတိုးကေကိုဖျက်တမ်းပြီးမှပဲသူ့စိတ်ထဲအတွေးတစ်ခုဝင်လာခဲ့ပါတယ်။မော်ကြီးကားမောက်တာဘယ်နှဖြစ်မလဲ။သူကြက်သိန်းနေဖြန်းကနေထသွားတယ်။ကောင်းနမန်းနေကြည်လာသလိုလဲခံစားလိုက်ရပါတယ်။စိတ်ကိုအတက်နိုင်ဆုံးတည်ငြိမ်အောင်ထားပြီးတော့ကားကိုပဲဂယုဆိုင်မောင်းလာခဲ့တာပေါ့။ဆပြာကောင်လေးကသူ့ဘေးမှာငြိမ်ငြိမ်လေးထိုင်လိုက်လာပါတယ်။တည်တည်ချာချာကြည့်လိုက်တော့မှငနေသားကအိတ်နေတာ။ သူလည်းမနှိုးပဲဒီတိုင်းထားလိုက်ပါလေလမ်းပေါ်မှာကားရှင်းနေတာကြောင့်စိတ်အေးလေကြီးပဲမောင်းလာခဲ့တာပေါ့ရှေခလန်လမ်းမှာတော့ကုံတင်ကားတစ်စီးကသူ့လိုပဲရန်ကုန်ဘက်ကိုဦးတည်သွားနေပါလေကားနောက်မီးတစုံကိုလည်းလမ်းမြင်ရတယ်ရုတ်တရက်သူ့စိတ်ထဲမှာ အန်ဒီရဲ့တတိပိခေါင်းလုံးတန်တွေကမြည်လာခဲ့ပါလေဟုတ်တယ်သူ့ရှေခလန်လမ်းကသွားနေတဲ့ကားရဲ့မူမှန်တဲ့ပုံကိုလမ်းတွေ့နေရတယ်ကားသမားက ကားကိုအရက်မူးသမားလမ်းလျှောက်တလို့ဘယ်ကနေညာညာကနေပဲတလန်းလုံးပြေအောင်မောင်းနေတယ်။ဒရိုင်ဘာအိတ်ငိုက်ပြီးမောင်းနေတာဖြစ်မယ်။သူ့အတွေးတော်မဆုံးနိုင်ဘူး။ရှေ့ရကားဟာလမ်းရဲ့ဘက်ဘက်ကိုဆွဲတော်ပါလေ။တခါညာဘက်ကိုကောင်းတည်ပြီးပြန်ဆွဲလာတယ်။ဒါပေမဲ့လမ်းအတိုင်းဆက်မသွားဘူး။အချိန်လွန်ပြီးလမ်းပခုံးပေါ်ကျသွားပါလေ။ပြီးတော့လမ်းဘေးကကိုကိုဘင်းကြီးကိုဝုံးကနေကျဲလောင်တဲ့အတန်းကြီးနဲ့ဝင်တိုက်လိုက်တယ်။ဟာ သူထိတ်လန့်ကြအောင်လိုက်ပါတယ်ဆဗေယာကောင်လေးတောင်လန်နိုးသွားတယ်ဘာဘာဖြစ်တာလဲကူဘာဖြစ်လို့လဲဆဗေယာကောင်လေးကအိတ်ချေမူရိုတန်နဲ့အမောတကောသူ့ကိုမေးပါတယ်သူကဘာမှပြန်မပြေနိုင်ဘူးဘာကြောင့်လဲဆိုတော့ရှေ့ဟာကားအက်ဆီဒန့်ဖြစ်တဲ့ကားစီကိုပဲအာယုံရောက်နေတာကြောင့်ဖြစ်ပါတယ်တဖြည်းဖြည်းနဲ့သူကနီးလာတယ်အဲ့မှာပဲကားအက်ဆီဒန့်ဖြစ်တဲ့ကားစီကလူတယောက်ပြေးထွက်လာတယ်။ကားလမ်းမပေါ်လဲတက်လာတယ် ဒရိုက်ဘာလားဆက်ပြားလားအကူကြီးတောင်းဖို့တက်လာတာပဲသူတွေးနေတော့မှ သူ့ကားကိုတားနေတာတွေ့ရပါတယ်သူကိုယ်တိုင်ကလည်းဒုက္ခရောက်နေတဲ့လူကိုမျက်ွယ်ပြုတ်ပြီးမသွားနိုင်ဘူးနောက်ပြီးတော့ကားသမားချင်းချင်းလည်းဖြစ်နေပါတယ်သူ့ကားကိုအရှိန်လျှော့လိုက်တယ်ဟာဘလို့လူလဲဟာ လမ်းမေးကိုလည်းမစင်ဘူးကိုတင်ဝင်းဟာကိုကြီးမှာပါဒါကသူ့ရဲ့စိတ်ရင်းအမှန်ပဲဒါကြောင့်လဲကားကိုအရှိန်လျှော့ချပြီးမောင်းလာခဲ့ပါတယ် ။ဒါပေမဲ့ကားတောင်းနေတဲ့လူကလမ်းဘေးကိုလုံးဝမစင်ဘူး။သူ့ကားကိုမကူညီဘဲနဲ့မောင်းပြေးမယ်များထင်နေသလားမသိပါဘူး။သူကနိကလာတဲ့အထိကားလမ်းလယ်မှာခေါင်းငိုင်ဆက်နဲ့ရပ်နေတယ်။ဟဲ့လူဘေးပဲလေ။ကားမီအောင်မှရပ်နေတဲ့သူကိုဘောသာထွက်သွားတာပေါ့။ခန်းကောင်းကောင်းပဲခေါင်းကိုပြတ်ထွက်ပြီးလမ်းအောင်လိုက်တယ်။အဲ့ဒီချိန်မှာ ကားတောင်းနေတဲ့သူရဲ့ဥကောင်းကတဖြည်းဖြည်းနဲ့မော်လာခဲ့ပါလေ။ကားဝေါ်ကသူ့ကိုလှမ်းကြည့်လိုက်တယ်။ ဟာမမိုးကိုတဝင်းသပင်မွေးတွေထောင်ထသွားခဲ့တယ်။ကြောင်လန့်ခြောက်ချားတဲ့စိတ်ကလည်းငယ်နေတည်းတက်သွားတာပေါ့။မော်ကြီးလို့သူကိုယ်ဝော်လိုက်တယ်။ဟုတ်တယ်။မော်ကြီးမှမော်ကြီးအစ်စ်ပဲ။မျက်နှာတစ်ခုလုံးကသွေးလင်းလင်းပြေကျန်ပြီးမျက်နှာတစ်ချမ်းကကြည်မွလို့အသေးတုံကြောက်ကောင်းအောင်ရုပ်ပြင်ဆင်ပြက်ဖြစ်နေပါလေ။ကိုတဝင်းချက်ချက်သဘောပေါက်သွားပြီးကားကိုမရက်ဘဲနဲ့အချိန်မြင့်ပြီးဆက်မောင်းနေ။မော်ကြီးကရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါလေ။ လမ်းဘေးကိုကိုဝင်းကြီးကိုဝင်တိုက်နေတဲ့ကားကြီးကလည်းမရှိတော့ဘူးကိုတဝင်းတရားစောက်တီရမြကြောက်လန့်ခြင်းကြီးစွာနဲ့ကားကိုတော်တော်ဝေးဝေးရောက်အောင်မောင်းသွားမိပါတယ်သူနှလုံးတွေကလည်းတဒိမ့်ဒိမ့်ခုံးနေတယ်ကားဝေးဝေးရောက်တဲ့အထိစိတ်ငြိမ်အောင်ထင်ပြီးကားကိုရက်လိုက်ပါတယ်အကိုဘာဖြစ်သွားတာလဲဆရာကောင်လေးရဲ့စကားတန်ကြောင့်ကိုတင်ဝင်းကအာအာတန်သွားပါတယ်ဟာမင်းမင်းဘာမှမတွေ့လိုက်ဘူးလား မတွေ့ပါဘူးကိုအကိုဘာတွေ့လို့လဲကျွန်တော်ကအကိုရုတ်တရက်ကြီးစိတ်ဖောက်ပြန်သွားလားဆိုပြီးလန့်သွားတာငါစောစောကမော်ကြီးကိုတွေ့လိုက်လို့ဗျာကိုမော်ကြီးကိုလားအေးကွာစောစောကငါတွေ့ခဲ့တဲ့နေရာမှာမော်ကြီးကားအက်ဆီဒန့်ဖြစ်တာဖြစ်နိုင်တယ်ကိုတဝင်းနဲ့သူစပြားကအနည်းနာမှာတွေ့ရတဲ့လမ်းမှန်တန်းကို ရှာဖွေမှတ်သားပါလေပြီးမှရန်ကုန်ဘက်ကိုဆက်ပြီးတော့ခရီးထွက်ခဲ့ကြတာပေါ့နောက်မှသိရတာက မော်ဟီကားအက်ဆီဒန့်ဖြစ်တဲ့နေရာဟာကိုတင်ဝင်းတွေ့တဲ့နေရာအတိအကျဖြစ်နေတာပါကိုတင်ဝင်းစဉ်းစားနေရတာကမော်ဟီရဲ့ဇနီးဟာတုတ်တမ်းမှာတကြိုပြီးတာနဲ့ပန်းတစ်ခက်ဒါမှမဟုတ်တစ်ရွက်တစ်ရွက်နဲ့မော်ဟီရဲ့ဝိညာဉ်ကိုခေါ်သွားမှာဖြစ်ပါတယ်ဒါပေမဲ့အမှန်တကယ်မော်ဟီရဲ့ဝိညာဉ်ကဆွဲကပ်မိတွင်နေရတာကတော့ကားအက်ဆီဒန့်ဖြစ်တဲ့နေရာဖြစ်နေတယ်ဒီတိုင်းကအမှန်တကယ်ဆိုရင်တော့သူ့အတွက်ရည်စူးပြီးကုသိုလ်ကောင်းမှုလို့ အများတန်းဝေတဲ့ဟာကိုမော်ကြီးသိနိုင်မှာမဟုတ်ပါဘူးမသိနိုင်ရင်ဒါတို့ခေါ်နိုင်မှာလည်းမဟုတ်ဘူးဒါတို့မခေါ်နိုင်ရင် ကောင်းမှုကုသိုလ်ရဲ့အဖို့ပါကကိုသူမရခင် မော်ကြီးတယောက်တရေတစီတကောင်ဘွားနေပဲလွင့်ပါကျင်လည်နေအောင်မလားဆိုတော့တွင်းစိတ်မကောင်းဖြစ်နေခဲ့ရပါလေကိုတဝင်းဟာသူ့ကိုတွေ့တစီချောက်ခံရတဲ့အကြောင်းကိုပြောပြပါပြီသူ့ဖြစ်ပျက်ကိုနားထောင်ပြီးတော့ စာရေးသူကလည်းတစုံတစ်ခုကိုသိကျင်နေတယ်။အဲ့ဒါကတော့မော်ကြီးဟာသူကားအစီအစဉ်ဖြစ်တဲ့နေရာကိုရောက်လာတဲ့ကားတိုင်းကိုခြောက်တာလား။ဒါမှမဟုတ်သူ့ရဲ့တကယ်ချင်းဖြစ်တဲ့ကိုတဝင်းတယောက်တည်းကိုပဲခြောက်တာလားဆိုတာကိုတော့ဘာကြောင့်ဒီလိုခြောက်လန့်ရလဲဆိုတဲ့အကြောင်းအရာတွေကိုခေါင်းထဲမှာတွေးတောနေမိပါတော့တယ်။နောက်ထပ်ဇလန်ကောင်းလေးတစ်ပုဒ်ကိုလည်းဆက်လက်ပြီးတော့ခန်းစားနားဆင်ပေးကြပါဦးခင်ဗျာ။ ကြေခွဲစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုပါတရင်ကြားရတဲ့သူတိုင်းကနှလုံးသားကိုနာနာကျင်ကျင်ပြိနေနေသလိုခံစားရပြီးအသေးမှသူတို့တောင်မျက်ရည်စိုးခဲ့ရတယ်လို့ဆိုပါတယ်အထယ်ချုပ်စက်ယုံတစုံကကျိုးပုတ်ဖယ်ရီကားမှောက်ပြီးအမျိုးသမီးလုံသမားခုနှစ်ယောက်တည်ဆုံးခဲ့ရတဲ့တရင်ဖြစ်ပါတယ်တရားသူ20လောက်ထဲမှာလဲအပြင်းထန်တဲ့ဘာတွေပါနေလို့တေစီရင်ထတ်တိုးလာမှာကိုလဲစိုးရင်ရတယ်။မြေနေရလှန်ဆက်ခံရတဲ့သူလေးတွေ မိုးလိုက်လို့ရွာတော်ကိုခံနေရတဲ့ကန်ဆိုးမာလေးတွေအတွက်စိတ်မကောင်းခြင်းကြီးစွာနဲ့မျက်ရည်ပြန်ပြန်ကျသူတွေကကြာနေကြပါတယ်။အဲ့ဒီဖြစ်ရက်ကရန်ကုန်လှိုင်သာယာဆက်မှုဆုံးမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။စက်ယုံကနိုင်ငံသားပိုင်းနဲ့စက်ယုံပေါ့။စက်ယုံပိုင်းရှင်ကနာရေးကိစ္စဆောင်ရွက်နေအောင်နဲ့ကြေကွဲဝမ်းနေရတဲ့အထိတ်မှန်နေနဲ့လစာမပြည့်စက်ယုံ၃ရက်ပိတ်ပြီးမယ်လို့ကြေညာပါတယ်။ဖိန်မောက်တဲ့အချိန်ကမနေ့9နာရီလောက်မှဆိုတော့ လုံခြုံရေးဝန်ထမ်းတွေနိုင်ငံခြားသောဝန်ထမ်းတွေကလွယ်ပြီးစိတ်ယုံမှာလူမရှိပါဘူးဝန်ထမ်းချင်းနဲ့တိတ်ဆိတ်ညင်သက်ချင်းတွေကစိတ်ယုံတစ်ခုလုံးကို၆၆ချာချာကြီးစိုးနေတာပေါ့ဒီလိုချင်းတွေမှာပဲထိတ်လန့်စရာဖြစ်ပျက်တွေကဇက်တိုက်ဆိုသလိုထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့တစီ၆ခံရတယ်လို့ပြောအောင်မဲ့အဖြစ်ပျက်တွေပဲဖြစ်ပါတယ်အဖြစ်ပျက်တွေကနနက်၈နာရီခွဲချိန်တိတိမှာပေါ်ပေါက်လာခဲ့တာပေါ့ တဒုံဒုံနဲ့စိတ်ယုံတယုံတဲ့ကမော်တာချုပ်ဆက်တန်းဒီလေပတ်တန်းဒီမော်တာလေတဲ့တန်းဒီကထွက်ပေါ်လာခဲ့ပါတယ်အလုံးအားအသင်သွားကြတယ်အစပထမတော့ဘသူမှသဘောမပေါက်ကြပါဘူးအလုံးသမားအချို့ကစိတ်ယုံပိတ်တာကိုမတည်ဘဲနဲ့အလုံးစင်းနေကြတာဖြစ်မယ်လို့ယူဆလိုက်မိတယ်ဒါကြောင့်အတန်ကြာရစိတ်ယုံပက်စီကိုအပြေးလွှားသွားကြည့်ကြပါတယ်အဲ့ဒီကြမှာပို့ပြီးတော့အံ့ဩစရာကိုတွေ့ရတယ် ဝင်းပေါက်တကားမာဤပရင်းပေါက်ဒီပါမကြံစက်ယုံတကားတွေအားလုံးကပိတ်ထားပါတယ်စက်ချုပ်နေတဲ့အတန်တွေကလည်းပိတ်ထားတဲ့စက်ယုံတွေကထွက်နေတာအားလုံးကတယောက်မျက်နှာတယောက်ကြည့်မိကြတယ်ပြီးတော့ပရင်းမန်တွေကတစ်ဆင့်စက်ယုံတွေကိုလှမ်းကြည့်လိုက်တာပေါ့စက်ယုံတွေမှာလူဆိုလို့တယောက်မှမရှိပါဘူးမြင်နေကြမြင်ကွင်းတိုင်းစနစ်တကျစီတန်းတင်ရချထားတဲ့စက်ချုပ်ကုံတွေတွေ့ရပါတယ်စက်ချုပ်ကုံတွေဒီမှာတော့ မနေ့ကချုပ်လက်စာဖြစ်တဲ့ပိတ်စာပိုင်းတွေကိုအပုံလိုက်တွေ့နေရတယ်။အဲ့ဒီစက်ချုပ်ကုန်းတွေကမှစက်ခုံ၅ခုကစက်ချုပ်သူမရှိဘဲတဒုံဒုံနဲ့လဲပတ်နေပါတယ်။ပိတ်စာကလည်းလူချုပ်နေတဲ့အတိုင်းပဲနဲ့ချုပ်ရအောက်ကနေညဉ့်ညဉ့်သာသာရွေရှားနေတယ်။စက်ခုံရှိဘက်ကိုအဝတ်စာလေးကအတန်းလိုက်ချနေပါတယ်။မနက်စောစောဖေကားမှပြီးတော့တေဆုံးသွားတဲ့စက်ချုပ်သမား၅ယောက်ရဲ့ဝိညာဉ်တွေကစက်ယုံထဲကိုဝင်ပြီး နေ့စဉ်အလုပ်စင်းနေကြတဲ့ဆက်ချုပ်နေကြတယ်ဆိုတာအဲ့ဒီအချိန်ကျမှနားလည်လိုက်ပါတယ်မော်တော်အချုပ်ဆက်တန်တွေကတော့လဲပတ်ဆူညံနေစေပါပဲမမြင်ရတဲ့ဝိညာဉ်တွေကပိတ်စာတွေကိုချုပ်နေစေပဲလုံလုံရေးဝင်တဲ့နေရောစက်ယုံတတိယောလက်တွေမြင်နေရတဲ့မယုံနိုင်စရာမြင်ကွင်းကိုကြည့်ရင်းနဲ့အံ့အားသင့်နေကြပါတယ်ကြောင်ပြီးတော့လဲငေးချင်နေကြတယ်အဲ့ဒီအချိန်မှာပဲတခြားစက်ယုံအဆောင်တွေကနေ မော်တာချုပ်ဆက်လေပတ်တန်းတွေကတုံးလုံးထွက်ပေါ်လာခဲ့ပါတယ်။နောက်ထပ်ကြားရတဲ့စိတ်ဝင်စီကိုအားလုံးအပြေးလွှားသွားကြည့်ကြပြန်တယ်။အနေထားကပထမဆက်ယုံမှာဖြစ်ပွားတဲ့အတိုင်းပါပဲ။ဆက်ချုပ်ကုန်နှကုန်ကဆက်ချုပ်အလုတ်တမမရှိဘဲနဲ့လေပတ်နေတာပေါ့။ပိတ်စာရီနဲ့ဆက်ချုပ်နေတယ်။မနေ့ကဒေဆုံသွားတဲ့ဆက်ချုပ်တမလေးခုနှစ်ယောက်စလုံးရဲ့ဝိညာဉ်တွေက အလုတ်လာဆင်းနေကြပြီဆိုတာသိကြသွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ လူမရှိပဲသူ့လိုလိုမော်တာဆက်တွေကလဲပတ်နေပြီးချုပ်နေတဲ့ခုံကလည်းစက်ယုံနှယုံပေါင်းလို့ခုနှစ်ခုဖြစ်နေလို့ပါဒီလိုဘာလို့မှမသိပဲကြောင်းတောင်ကြည့်နေရတဲ့အချိန်ဒီမှာပထမဆုံးတတိဝင်လာတာကနိုင်ငံသားမန်နေဂျာပါသူကစက်ယုံတွေကိုလျှက်ဆက်တားပေးတယ်မိန်းခလုတ်တွေကိုသွားပိတ်စီတယ်လုံခြုံရေးဝန်ထမ်းတယောက်ကမိခလုတ်ပိတ်လိုက်ပါတယ်ထုံးထားတဲ့ဖန်ကြောင်းတွေမိငိမ့်သွားတယ်ဟာဟင်း ။စားတဲ့ညီတော်တန်တီးကစိတ်ယုံနေကညုံညုံညံ့ညံ့တွေထွက်လာတယ်။လက်စစ်တာဖြတ်တောက်လိုက်တာကြောင့်မော်တာချုပ်ဆက်တွေအားလုံးကရက်တန့်သွားခဲ့ပါတယ်။တခဏအတွင်းမှာပဲစစ်ချုပ်တန်တီးကငြိမ်သက်တိတ်ဆိတ်သွားခဲ့တာပေါ့။အဖြစ်ပြောက်ကဒီမာတင်ရက်သွားခဲ့တာမဟုတ်ပါဘူး။ညဘက်မှာလုံုံရင်ရလျှက်စစ်မီးတွေပြန်ဖွင့်ပြရတယ်။အဲ့လိုမီးပြန်ဖွင့်လို့မကြခင်မှာပဲစက်ယုံနှစ်ယုံစီကနေမော်တာဆက်လေပတ်တန်းတွေကစူးစူးညံ့ညံ့ထွက်ပေါ်လာပြန်ပါတယ်။ လက်စမီဖြတ်ထားတော့လုံခြုံရေးအတွက်စိတ်မချအောင်လက်စမီဖွင့်ပြန်တော့လဲမော်တာချုပ်ဆက်တီလဲလာပြီးတရေ၆ခန်းရတဲ့အတွက်စက်ယုံပန်းရှင်ရောလုံခြုံရေးဝန်ထမ်းတွေပါစိတ်ငြိရပါတယ်အဆိုးဆုံးဖြစ်ရကတော့စက်ယုံပြန်ဖွင့်တဲ့နေ့မှာပဲစက်ယုံဖွင့်ရဖြစ်တာကြောင့်စက်ချုပ်လုံတမအားလုံးကအလုတ်ပြန်ဆင်ကြပါတယ်လက်စစ်တားတွေလှုပ်ပြီးတော့အလုတ်တမတွေကစက်ချုပ်နေကြတဲ့အချိန်မှာ လူမရှိတဲ့စက်ခုံတွေရပါအလိုလျောက်လဲပတ်ပြီးစက်ချုပ်နေကြတဲ့အဖြစ်ကိုတွေ့ကြရပါတယ်စက်ချုပ်သမားလေးတွေကလည်းကြောက်လန့်ကြတဲ့စက်ယုံမြေဘက်ကိုထွက်ပြေးကြတာပေါ့စက်ယုံတစ်ခုလုံးကလည်းစုံညံပွက်လို့ရိုက်သွားပါတယ်သူတို့အားလုံးကစက်တွေကိုပိတ်ပြီးပြေးထွက်ခဲ့ကြပြီမဲ့ဝိညာဉ်ချုပ်တဲ့စက်ခုံတွေကတော့စုံညံတဲ့မော်တာဆက်တန်တွေနဲ့တူပိတ်စာတွေကိုဆက်လက်ချုပ်လုပ်နေတုန်းဖြစ်ပါတယ် ရက်လယ်နေ့မှာတေဆုံးသူအားလုံးအတွက်ကြီးစုပြီးရက်လယ်ဆွန်ကျွေးတရားနာပြီးတော့အမြတမ်းပေးဝေတာကိုပြုလုပ်ကြပါတယ်။ဒါပေမဲ့မသေးမီမှာစစ်ရုံကိုဇွဲလန်းတဲ့စိတ်ဖြစ်ပေါ်သွားတာကြောင့်14ရက်လောက်ကြာတဲ့အထိစစ်ရုံမှာပဲမိတ်တဲနေကြပါတယ်။နေရောညပါတေသူဝိညာဉ်တွေရောက်လာပြီးစစ်ချုပ်နေကြတာကြောင့်အလုတ်သမားတွေအလုတ်မစင်ရဲပဲအလုတ်ပြတ်ကြပါတယ်။နောက်ထပ်တစ်ချိန်ပြည်တရားတွေရွတ်ဆိုဖယ်ရှားပေမဲ့လုံးဝမပြောက်ခဲ့ဘူး။ နောက်ဆုံးမှာဆရာတော်တပါးကြွလာခဲ့ပါတယ်။သူတို့အတွက်စိတ်ယုံဝင်းတဲ့ကတစ်ပင်ကြီးတစ်ပင်မှာ နေရာတတ်မှတ်ပြီးတယ်။ဘဝတစ်ပါးကိုပြောင်းရွှေ့သွားပြီဖြစ်တဲ့အတွက်စိတ်ယုံရဲ့လုပ်ငန်းတာဝန်တွေနဲ့မသက်ဆိုင်တော့တဲ့အကြောင်းအမိန့်ပြန်ပေးပါတယ်။ဒီတော့မှတစိချောက်တဲ့ဖြစ်ရတည်းကပျောက်ကွယ်သွားခဲ့တာပေါ့။ဒီဖြစ်ပျက်တွေကိုပြောပြတဲ့သူကတော့အဲ့ဒီအထယ်ချုပ်စိတ်ယုံမှာကွန်ပျူတာဆေးမှာလုပ်လုပ်နေတဲ့အင်းနီနာချင်းမိတ်ဆွေတယောက်ရဲ့သမီးလေးပါ။ကောင်းမွန်တဲ့နေ့က သူလဲဖယ်ရီစီးကိုမှတ်တိုင်မှာစောင့်နေခဲ့တာတဲ့လာတဲ့ဖယ်ရီကဒိုင်နာ လိုက်ထွက်ဖြစ်နေလို့မစည်းခဲ့ဘူးသူကဒိုင်နာနဲ့စာရင်အန်ဒီယကင်းနဲ့ဘီယန်ဖယ်ရီကိုပဲစီနေကြပါ15မိနစ်လောက်ကွာမှာဘီယန်ရောက်လာလို့လိုက်သွားတယ်ရှေ့တနေရာမှာတော့လမ်းမေးကြောက်ဝဲကိုထိုးကြပြီးပက်လက်လန်းနေတဲ့သူတို့ဆက်ယူကဖယ်ရီကိုတွေ့ရပါတယ်။အော်ဟစ်ငိုယူတဲ့အတန်တွေကလည်းစူညမ်းနေတယ်။ရုပ်ပြစင်းမြတ်နဲ့ပွဲချင်းပြီးတည်နေကြတယ် အမျိုးသမီးလေးတွေသွေးတံတရရဲနဲ့ဒဏ်ရာရတဲ့သူတွေအခြေအနေကကဘာပြတ်တဲ့အတိုင်းပါပဲလို့ဆိုကြပါတယ်အခုချိန်မှာတော့ဒီဖြစ်ပျက်တွေဟာနှစ်တော်တော်ကြာမြင့်ခဲ့ပါပြီစေယဝင်ထဲမှာတစ်ပင်ကြီးမှာပဲနေရာပေးထားတာကြောင့်နာနာဘာဝတစီတရဲတွေရှိနေဦးမှာဖြစ်ပေမဲ့၆တာလှန်လာတော့မဖြစ်တော့ဘူးလို့သူတို့ကပြောပြခဲ့ပါတယ်နောက်ဆက်အားပေးကြတယ်စာချစ်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ။နောက်ဒီမှာလေးဇလံကောင်းလေးများကိုတင်ဆက်ပေးမှာမို့ကျွန်တော်တို့ရဲ့ channel လေးကိုလာရောက်နားဆင်အားပေးကြပါဦးလို့လေးစားသွားဖြင့်ဖိတ်မှန်တကားပြုပြရစီခင်ဗျာ။စာချုပ်သူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။